ဒီဗီဒီယိုလေးကိုတွေ့ရှိနေကြတဲ့သူတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်သလိုက်ရပါတယ်။အမ်ကျွန်တော်ရဲ့ဒီနေ့ reading ရဲ့ intro အနေနဲ့အမ်ကိုယ့်ရဲ့လက်ရှိလောက်ကိုင်းနေတဲ့အလောက်ကိုင်းမှာသိစေချင်တဲ့အချက်အလက်လေးတွေကိုကျွန်တော်ရဲ့ဒီ reading ကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။အမ်နောက်ထပ်ပြောပြချက်အနေနဲ့ဒီဗီဒီယိုမှာဆုံညာနဲ့အတန်တွေရှိနေတဲ့ရှိနေနိုင်တဲ့အတွက်ကြောင့်မလို့အမ်အမ်ဒီခံပြီးတော့နားထောင်ပြကြပါလို့ပြောပြချင်ပါတယ်။ Okay. ကျွန်တော်တို့အမ်ဒီအရှင်းမှာဖိုင်လေးသုံးခုချထားပြပါတယ်ဖိုင်နံပါတ်1ဖိုင်နံပါတ်2နဲ့ဖိုင်နံပါတ်3ဆိုပြီးတော့ဖိုင်လေးသုံးခုချပြထားပါတယ်ကိုယ်ချိန်နှက်တတ်တဲ့အမ်ခရစ်စတယ်လေးတွေကိုယူပြီးတော့လဲအမ်ဖိုင်လေးဖိုင်ကိုယူလို့ရပါတယ်အမ်ငါကိုဒါမှမဟုတ်ရင်နံအမ်ဘတ်လေးကိုကိုကြည့်ပြီးတော့လဲယူချေလို့ရပါတယ်အမ်3ချေချာလေးစိတ်ကိုအန်တီဂျင်လေးထားပြီးတော့အန်တီဂျင်လေးရွှေပြပါလို့ပြောပြချင်ပါတယ် ။ Okay, file number 1ကိုကြည့်လိုက်ကြရအောင်။ Okay, အမ်ဖိုင်ဝင်လေးတွေကိုကြည့်ပေးပါမယ်။ Okay, ဖိုင်ဝင်လေးတွေကအခုလိုအခြေအနေမျိုးမှာဒီ reading ကနေပြောရသလောက်ဆိုရင် ကိုယ်လောက်ကင်နေတဲ့အလောက်ကင်မှာနည်းနည်းအမ်ဘယ်လိုပြောရမလဲဆိုရင်အငင်းပွားတဲ့ကိစ္စမျိုးဖြစ်ခဲ့တာ တွေရှိတယ်။အကိုရချိတ်ခင်ရတဲ့သူဒါမှမဟုတ်အဲ့အတွက်ယုံကြည်ရတဲ့သူဒါမှမဟုတ်လည်းအကိုရဲ့ဘိဗဝင်းကျင်မှာရှိတဲ့သူတယောက်ရောက်နေအဲ့လို စကားများတာမျိုးလေးတွေတွေ့ရတယ်စကားများတဲ့အဖြစ်အပျက်လေးတွေ့ရတယ်နောက်ပြီးတော့နောက်ထပ်အသိစဉ်ကျင်တာကကြတော့ဒီကိုရဲ့ဒီလောက်ကန်နေတဲ့အလောက်ကန်ချာမှာဆိုရင်အဲဒီထားတော့ထားတော့ဒီပြပြချက်အရာဆိုရင် ပြန်ပြီးတော့ချိန်ညှိသင့်နေဆိုတော့သဘောကိုဒီရနေပြီးပြနေတယ်။အမ်ပြောရမယ်ဆိုရင်အခုကိုယ့်ရဲ့လက်ရှိအမ်လောက်ပိုင်လိုက်တဲ့အရာကလက်ရှိလောက်ပိုင်တဲ့အရာကကျတော့ကိုယ့်အတွက်ပြန်ပြီးတော့သုံးသပ်သိနေအချိန်လေးတရက်ကိုဖော်ပြနေတယ်။နောက်ပြီးတော့ဒီဘက်မှာကြည့်ရတော့ဆိုရင်အမ်ကိုယ့်ရဲ့ပြပြချက်မနောကိုနဲ့အငင်းခုံလောက်ခဲရတဲ့ပုံစံတွေတွေ့တယ်။ဒါနဲ့ ဲ့လိုမျိုးじゃမလို့အမ်တပ်ဖတ်သားပါเนาะတပ်ဖတ်သားအနေနဲ့လို့နည်းလေးသူ့ရဲ့စိတ်စိတ်ခံစားချက်လေးဖြစ်သွားတယ်အမ်စိတ်ထိခိုက်သွားတဲ့အခြေအနေမျိုးအမ်တွေ့ကြုံနေရတယ်ဆိုတော့ပုံစံလေးရှိတယ်နောက်ပြီးတော့ဒီအပြည့်ရှိတယ်လို့ခံစားရတဲ့ပုံစံပြောရမယ်ဆိုရင် အမ်အလိုအရန်သူ့အလိုဟာအရန်တိုက်ခိုက်မိတယ်လို့စကားနဲ့ကိုပြောတဲ့အရာတွေနဲ့သူတိုက်ခိုက်လိုက်တဲ့ပုံစံမျိုး ဖြစ်သွားပြီးတော့ emotion အရာဆိုရင်တကယ်အဝမ်းနည်းသွားတဲ့အခြေအနေပေါ့တကယ်စိတ်ထဲမှာစိတ်ရငယ်သွားတယ်သူဝမ်းနည်းသွားတယ်ကိုယ့်ရဲ့ပြောဆိုရတဲ့အရာကြောင့်မလို့အဲ့လိုဝမ်းနည်းသွားတဲ့အခြေအနေမျိုးတွေ့ရတယ် ြောမယ်ဆိုရင်အပြောကိုပြောလိုက်တဲ့အရာကြောင့်ပဲအဲတစ်ဖက်သားကအဲစိတ်ရငယ်သွားတာမျိုးရှိအဲ့ဒီအဲ့ဒီသူကလည်းအဲကိုကိုနဲ့ရင်းနှီးတဲ့သူလည်းဖြစ်တယ်ကိုနီအဲကိုရဲ့ဘေးနားမှာအဲ့လိုအလုပ်ပေါ်ကင်ဘက်အနေနဲ့ရှိနေပြီးတယ်နောက်ပြီးတော့သူတို့ရင်းနဲ့အဲအတူတူအချိန်ဟောအချိန်နေမှာအချိန်တော်တော်များများမှာအတူတူရှိနေတဲ့သူမျိုးတွေရပဲဖြစ်နိုင်တယ်အဲ့ဒီသူတွေကနေပြီးတော့အဲကိုပြောတဲ့ အရာကြောင့်မလို့ပေါ့အဲသူကနေပြီးတော့အဲစိတ်ပေါ့စိတ်ထိခိုက်နေတယ်ဆိုတော့ပုံစံလေးကိုဒီကနေတွေ့ရတယ်ကိုပြောလိုက်တဲ့အရာကြောင့်မလို့အဲ့ဒါကြောင့်မလို့ဒီကိုကိုအတွက်အခုလုံလိုက်တဲ့ကိုရဲ့အလုံးကင်မှာဖြစ်ပြသွားတဲ့အရာတွေကိုအကိုကိုတိုင်းတယောက်တည်းအေးစေပြန်ပြီးတော့သုံးသပ်စေခြင်းနဲ့ဆိုတော့အဲဒီ message လေးကိုရတယ် okay ဒါဖိုင်ဝမ်းရဲ့ဒီချာတော့တဲ့မှာသူအကိုလောက်ကိုင်းတဲ့အရာမှာသိစေခြင်းနဲ့အချက်အလက်လေးတွေကိုပြပြပေးတာဖြစ်ပါတယ် okay အခု oracle card လေးကိုတစ်ချက်လောက်ကြည့်ကြရအောင် okay ဟုတ်အင်ဂျယ်လေးဒီ folder left ်ဒါလေးကအရှောင်ပြန်နေအင်းချန်တော့ပါ Okay ပါအဲဒီမှာ Oracle အရာဆိုရင်ဒီပြောမယ်အလုပ်ကိစ္စများသောအားဖြင့်ဒီမှာအလုပ်ကိစ္စအနေနဲ့မတွေ့ဘဲနဲ့တယောက်နဲ့တယောက်အဲ့ ခုနရှင်ဒီလူမှုဆက်ဆံရေးပုံစံမျိုးအနေနဲ့ဝယ်ဒီဖိုင်ဝန်းလေးတွေကဥစားပေးထားတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဒီမှာကြည့်ရမယ်ဆိုရင်ကိုယ့်ကိုဒီမျောလင့်ချက်တွေအဲ့လိုမျိုးမျောလင့်နေကြတဲ့သူတွေရှိတယ်ဆိုတာမျိုးကိုဒီကနေပြနေကိုယ့်ကိုအဲ့ဒီအကောင်းဆုံးဖြစ်လာမယ်လို့အဲ့လိုမျောလင့်ထားတဲ့သူတွေနောက်ပြီးတော့ ဒီအရာကိုကြော်ဖြတ်နိုင်မယ်အဲ့လိုမျိုးမျှော်လင့်ထားတဲ့သူတွေပေါ့ပြောမယ်ဆိုရင် positive back ကိုအများကြီးအများကြီးအဲတွေးပြရတဲ့သူတွေကိုပန်ကိုနားမှာရှိနေတယ်ဆိုတာမျိုးကိုဒီကလေးကနေပြီးတော့ပြနေတယ်နောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့လုံခြုံနေတဲ့အရာကို ကိုယ့်ရဲ့အနီးနားပဲဖြစ်စေကိုယ့်ရဲ့အာကိုယုံကြည်ရတဲ့သူပါပဲဖြစ်စေသူတို့တွေကကြတော့ကိုယ့်ကိုအဲမတိမတာ အချင်းကြီးမျိုးနဲ့ကိုယ်ထောက်ပံ့နေတဲ့ဆိုတော့ message လေးလည်းရတယ်ဒီရနေပြီပေါ့နော်အကိုကိုအမ်တကယ်ကိုအတွက်ကိုဖြစ်လာမယ့်အရာကိုသွားမယ့်နေရာကိုသွားကိုအလုပ်လုပ်ကြမယ့်အရာအဲ့ဒီအရာကိုချက်ချင်းမမေ့ဖြစ်အောင်လို့အမ်မတိမတာပေါ့မတိမတာအနေနဲ့အတိတ်တစိတ်ထောက်ပံ့ပေးနေတဲ့သူတွေကိုအနားမှာရှိနေတယ်ဆိုတာမျိုးလေးတွေလည်းဒီကနေတွေ့ရတယ် နောက်ထပ် message အနေနဲ့ကတော့ okay တချက်ချင်းချင်းရောက okay ဒီမှာဆိုရင်ဒီကလေးကိုကြည့်လိုက်တဲ့ပုံရဆိုရင်ကိုကိုတစုံတယောက်ယောက်ပါဘူး အမ်တွေးမိနေတယ်စဉ်းစားနေတယ်ကိုယ့်ရဲ့အကြောင်းတစ်ခုခုစဉ်းစားနေတယ်ပြောမယ်ဆိုရင်ကိုယ့်အတွက် plan တစ်ခုခုစီစဉ်ပေးမယ်ဆိုတဲ့အခြေအနေမျိုးနဲ့စဉ်းစားပေးနေတာမျိုးတွေ့ရတယ်ကိုယ့်ကိုကြည့်ပြီးတော့ကိုကဘယ်လိုမျိုးအခြေအနေအထိရောက်အောင်လုပ်ပေးနိုင်လဲသူ့ဘက်ကနေဘယ်လိုအခြေအနေအထိဖြစ်အောင်လုပ်ပေးနိုင်လဲဆိုတဲ့ anti low five ပုံစံမျိုးလေးကိုရတယ်ပြောမယ်ဆိုရင်ဒီအခုဖိုင်ဝမ်းကိုကြည့်ရတဲ့သူတွေမှာတကယ်အဲပါထောက်ပံ့ပေးတဲ့ ဘေးကနေပံ့ပိုးပေးမဲ့သူတွေကရှိနေတဲ့ပုံစံမျိုးလေးတွေ့ရတယ်။ Okay နောက်တစ်ခုကတော့ဒီမှာ love ဆိုတဲ့ message လေးကြာပါတယ်။ love ဆိုတော့အခုအချိန်အခုလိုအချိန်ဒီမှာကိုယ်ချစ်ရတဲ့သူတွေကိုအမ်ကိုယ်ချစ်ရတဲ့သူတွေအနာမှာရှိနေပေးရမယ်။ကိုယ်ချစ်ရတဲ့သူတွေကိုလည်းအမ်ဒီကောအပြန်လဲပြီးတော့အချစ်ခင်ပေးဖို့အတွက်ကို ဒီဖိုင်ဝမ်းလေးတွေကိုပြောပြနေတာဖြစ်တယ်ပြောမယ်ဆိုရင်ကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့ကိုယ့်ကိုထောက်ပံ့နေတဲ့သူတွေကိုလည်းအဲ respect ပေါ့နော် respect လေးစားပေးပါပေါ့နောက်ပြီးတော့သူတွေကကိုယ့်အတွက်အများကြီးအရေးပါပါတယ်အလုပ်ကိစ္စတတ်တောင်မကဘဲနဲ့အခြားအဲ့တော့ကိုယ့်အတွက်တကယ် ခြားသောစိတ်ခံစားချက်တွေဒါမှမဟုတ်လည်းကိုယ့်တ motivation ဖြစ်အောင်ဥညီပေးတဲ့သူတွေအဲ့လိုပို့ပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်အောင် လုပ်ဝေးဖို့အတွက်ဘေးကနေအကူအညီပေးမဲ့သူတွေပေါ့ကိုပြောမယ်ဆိုရင်အဲဒီလုပ်ငန်းကိစ္စတတ်တတ်မဟုတ်ဘဲနဲ့အခြားတိုးတက်ရကိုယ့်ရဲ့တိုးတက်တဲ့ development ဖြစ်ဖို့အတွက်လည်းအဲ့လိုကူညီပေးနေတယ်ဆိုရယ်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာကူညီပေးတယ်ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်ပေါ့ကိုယ့်ရဲ့အလုပ်လုပ်နေတဲ့နေရာပတ်ဝန်းကျင်မှာ ရှိတယ်။အားကြောင့်မလို့ကိုယ်ချစ်နေရတဲ့သူကိုယ်ယုံကြည်နေရတဲ့သူသူတို့တွေကိုလည်းအဗတ်ဘတ်အနေနဲ့ကိုယ်ပြန်လဲချစ်ခင်ပေးပါ။သူတို့တွေကိုယ်ကိုကောင်းကောင်းပြီးတဲ့ပုံစံအတိုင်းပေါ့သူတို့လည်းပြန်လဲပြီးတော့အပြန်ကောင်းကောင်းပေးပါပေါ့ပြောမယ်ဆိုသူတို့တွေကမျောလင့်ချက်မျောလင့်နေတာပေါ့အကိုကောင်းဖို့အတွက်ကိုတော်တော်များများဒီဖိုင်ဝဲလေးကိုတော်တော်များများမျောလင့်နေကြတဲ့ပုံစံမျိုးလေးတွေရှိတယ်။ ဒါကြောင့်မလို့ဒီအခုလိုအချိန်ဒီအတွင်းမှာကိုယ်ရဲ့အလုပ်ကိစ္စမှာအအခက်မတင်အဲ့လိုစကားများခဲ့တာမျိုးလေးတွေရှိခဲ့တယ်ဆိုရင်တေချာလေးပြန်ပြီးရောစဉ်းစားစီခြင်းနဲ့နောက်ပြီးတော့အဲ့ဒီသူကလည်းအာကိုယ်နဲ့တကယ်ရင်းနှီးနှီးဖြစ်တဲ့သူအမကိုယ်အတွက်တကယ်ပျော်ရှင်ရတဲ့သူလည်းဖြစ်နိုင်တယ်နောက်ပြီးကိုယ်နဲ့ပေါင်းအပေါင်းပေါ်ပုံစံမျိုးလည်းဖြစ်နိုင်တယ်ရင်းနှီးပုံစံမျိုးတွေလည်းဖြစ်နိုင်တယ်ဒီခါနေတစ်ဆင့်တွေ့ရတယ်အားကြောင့်မလို့ ကိုယ့်ရဲ့ဘီနာမှာချိန်နေတဲ့သူတွေကိုတန်မိုးထားပါအခုလိုအချိန်လေးမျိုးမှာကြာရင်ကိုယ့်အတွက်ကအခုပြန်လဲစဉ်းစားကြည့်ပါကိုယ်လောက်ခဲ့တဲ့အရာပေါ့ကိုယ်လောက်ကိုယ်အခုအချိန်များခဲ့တဲ့အရာပဲဖြစ်ဖြစ်အဲ့ဒီအရာကိုပြန်လဲပြီးတော့စဉ်းစားကြည့်ပါဆိုတော့ message လေးကိုဒီဖိုင်နံပါတ်1လေးအတွက်ကိုရရှိလိုက်ပါတယ်ပေါ့နော် Okay ဖိုင်နံပါတ်1လေးအတွက်ကတော့ဒီလောက်ပါပဲအခုလက်ကြည့်ရှုပြရတော့လေကျေးဇူးအများကြီးတင်ပါတယ် Okay โอเคဖိုင်တူးလေးတွေမင်္ဂလာပါโอเคဖိုင်တူးလေးတွေကိုကြည့်လိုက်တဲ့အခါမှာအာကိုအလုပ်လုပ်ကင်နေတဲ့ဒီလုပ်ငန်းမှာပဲဖြစ်ဖြစ်အအလုပ်ကင်နေရတယ်မှာပဲဖြစ်ဖြစ်ပြပြချင်တာကအခုအချိန်လေးမျိုးမှာကိုတယောက်တည်းအလုပ်လုပ်ဖို့အတွက်အသင့်တော်ဆုံးအချိန်လေးဖြစ်နေတတ်တယ်နောက်ပြီးတော့ကိုရဲ့လက်ရှိဘေးမှာရှိတဲ့သူကကိုနဲ့ရင်းနေတဲ့သူ ဝင်ရင်းနေတဲ့သူတွေရှိတယ်။အဲ့ဒီသူတွေကကြတော့ကို့အတွက်ကအဲတိတ်ပြီးတော့အကျိုးမပေးတဲ့အခြေအနေမျိုးတွေရှိနေတတ်တယ်။ကိုရင်းနေတဲ့သူနဲ့အဲ့လိုအလုံးလောက်ကင်တာပဲဖြစ်ဖြစ်အဲ့လိုမိနေရာလေးမှာအခုလိုပြစ်ဆုံးပံမှာလက်ရှိမှာဆိုရင်အဲတရီထားပေးရမယ့်အခြေအနေမျိုးလေးတွေတွေ့ရတယ်။ကိုအနေနဲ့တယောက်တည်းလောက်ကင်စေခြင်းနဲ့ နောက်ပြီးတော့မီးကိုတတိပြုစီခြင်းနဲ့မီးနဲ့ပတ်သက်တဲ့အလုပ်ပဲဖြစ်ဖြစ်အဲ့အမ်မီးအပူလောင်တာပဲဖြစ်ဖြစ်အဲ့လိုမီးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတတိထားစီခြင်းတာမျိုးတွေ့ရတယ်ဘာဖြစ်လဲဆိုတော့အမ်ကျွန်တော်ဒီကတ်ကိုအမ် chef အမ်လုံးနေအချိန်မှာကတ်ချိုးကတ်ကိုချိုးနေအချိန်မှာဒီတထားပါဆိုတဲ့ဒီကတ်လေးကနေပြီးတော့တကယ်ဟိုဘုရားနိုင်ဖျောင်းနိုင်ခွာဘောနော်ဖျောင်းနိုင်စီမီခွာရှိရဲ့ ဘက်ကိုကျသွားညချသွားတော့ဒီအနားဒီမှာနည်းနည်းလေးဘေးလေးနည်းနည်းကျုံသွားတဲ့ပုံစံလေးဖြစ်သွားပြီဆိုတော့ okay အတင်းအခုပြပကျင်တာကအခု fine tool လေးတွေပေါ့နော်မီးနဲ့ပတ်သက်ပြီးတော့ဂယူဂယူ site စီခြင်းနဲ့ဘာသာတတိထားစီခြင်းနဲ့လို့ပြပကျင်ပါတယ်နောက်တစ်ခုအနေနဲ့အာဒီအခုလက်ရှိ fine လေးက fine tool လေးတွေကအာတကယ်စိတ်ခံစားချက်ပါ စိတ်ကံစားချက်မိမိမမရှိနေတဲ့တဲ့အော်ခံစားစိတ်ကံစားလွယ်တဲ့ပုံစံမျိုးရှိနေတဲ့တဲ့များသောအားဖြင့်အဲအခုကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းမှာဆိုရင်ကိုကနားလဲပေးတဲ့သူကယူဆိုင်ပေးတဲ့သူအဲကိုညီပေးတဲ့သူပေါ့ကိုပြောမယ်ဆိုရင်စိတ်စေတနာကောင်းတဲ့သူအဖြစ်နဲ့အဲဟာမြင်ရလေးရှိရပါအခြားသူတွေကိုအဲ့လိုမြင်တတ်တဲ့ပုံစံမျိုးရှိရဲ့အန်ဒါပေမဲ့အကိုရဲ့လောက်ကင်နေတဲ့ပုံစံကကြတော့အန်နေလေနေနိုင်တဲ့အပြည့် ပင်နာဆိုတာထက်ကိုအဲ့လိုနောက်ကြတာတို့ကိုအလောက်ကနေပြန်နောက်ကြတာအဲ့လိုနှင်းနှင်းကိုကိုဖြစ်နေကိုအလောက်လောက်ပိုင်းတဲ့ခါမှာနှေးရလက်နှေးတဲ့ပုံစံမျိုးတွေတွေ့နေရတာလေးတွေဖြစ်တတ်တယ်အခုလိုအချိန်မျိုးမှာနောက်ပြီးတော့အခုလက်ရှိအချိန်မျိုးမှာဆိုရင်ဒီ8 of crystal လေးခြားတဲ့အတောင်ကိုလက်ရှိလုပ်ပိုင်းနေတဲ့အလောက်ကိုတတိချာချာလေးနဲ့လုပ်စီခြင်းနဲ့တတိချာချာလေးအဲ့လိုတဆင်ချင်းဖြည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 ်းဒီသွားစီခြင်းနဲ့ပြုတ်မယ်ဆိုရင်ဒီအလောက်က ဟိုကကို့အခုလက်ရှိထက်ကိုပို့ပြီးတော့စူးစမ်းစေခြင်းနဲ့စူးစမ်းစေခြင်းနဲ့ဆိုတဲ့ message လေးကို ရရှိပါတယ် sorry အာအကိုလောက်ကမဲ့အရာတွေကိုအခုလက်ရှိအခြေအနေမျိုးကနေပြီးတော့အခြားတဆင့်အခြားတဆင့်ကိုတွားဖို့အတွက်ပေါ့တေချာလေးအခုတွေကစူးစမ်းစူးစမ်းစူးစမ်းတင်နေဆိုတဲ့ message လေးကိုထည့်ရနေပြီးတော့ရလိုက်ပါတယ် โอเคအခုဒီမှာဆိုရင်ဒီ page of chris တယ်ဆိုတော့အခုစီကိုအချာငွေကြီးနဲ့ပတ်သက်တဲ့လက်ဆောင်တစ်ခုကိုရလာတတ်တယ်အလို့အခုကိုမဟုတ်ဘူးပြတာဒါမှမဟုတ်ဟင်အာဒီမထင်မှတ်ထားတဲ့လက်ဆောင်မျိုးတွေလည်းဖြစ်နိုင်တယ်ပြမယ်ဆိုလက်ဆောင်တစ်ခုကိုအတွက် offer ကမ်းလှမ်းကြံပဲဖြစ်ဖြစ်ကိုလက်ဆောင်ပေးတာဖြစ်ဖြစ်လက်ဆောင်လေးတွေရလာတတ်တယ် ကင်မရာ error လေးဖြစ်သွားလို့ sorry ပါ Okay နောက်ဆက်ပြီးပြောမယ်ဆိုရင်ကိုလောက်ကန်ရမယ့်အရာပေါ့နော် ကိုလောက်ကန်ရမယ့်အရာဒီမှာတနည်းအားဆိုရင်တနည်းအားပဲတကယ်စိတ်ပါလာပါလောက်ကန်ဖြစ်ခြင်း ਨੇ ကိုလောက်ကန်တဲ့အရာတွေကလည်းတကယ်အော်ဘယ်လိုပြောရမလဲဖြစ်တယ်လို့လောက်တာမဟုတ်ဘဲနေပါစိတ်ပါလက်ပါလောက်ပါ အဲ့လိုပုံစံမျိုးနဲ့လောက်စီချင်တယ်ဆိုတော့ message လေးကိုတွေ့ရတယ်။နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတနည်းအားဖြင့်ပဲစုစည်းထားပေးပါ။အခြားကိုယ်လောက်ကမဲ့အရာကိုယ်လောက်ကမဲ့အရာတွေရကြတော့အမ်တနည်းအားမှရှိရတယ်။ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကအခြားတနည်းအားရောက်တာအဲ့လိုပုံစံမျိုးတွေမဖြစ်ပါစေနဲ့။ Oh sorry အဲ့လိုပုံစံမျိုးတွေမဖြစ်မဖြစ်ပါစေနဲ့ပေါ့နော်။နောက်ပြီးတော့အမ် ိုလောက်ကင်တဲ့အရာတွေမှာပဲစိတ်ကိုဖူးရတာပါအဲစိတ်ပြန့်လွင်တာတွေမဖြစ်ဖို့အတွက်ကိုဒီ message လေးကနေပြီးတော့တွေ့ရပါတယ် Okay နောက်ပြီးတော့ order ကလေးကိုကြည့်ရအောင်အနတီကလရတီဝစ်စတမ်လမီနပ်စ်မနီဖက်စ်

အဲ့ဒါဘာလဲဆိုတော့ကိုယ်ကိုယ်ကလောက်ခံရမယ့်အရာတွေမှာကြောက်လန့်နေဖို့အတွက်အချိန်မရှိဘူးကိုယ်အတွက်အခြားလောက်ခံရမယ့်ပေါ့ကိုယ်တင်ကြားခဲ့တဲ့အရာတွေပြမယ်ဒီမှာ wisdom စအာ wisdom လည်းပါတယ်အတ္တိပညာပုံစံမျိုးအနေနဲ့ဉာဏ်အမျှော်မြင်အာကိုယ်ကိုယ်ကိုယ်တိုင်ရရှာဖွေရတဲ့ကိုယ့်ရဲ့ဉာဏ်အမျှော်မြင်ကိုယ်လေ့လာထားတဲ့တိုင်းအချက်လက်ကိုယ်ရှာဖွေထားတဲ့အတ္တိပညာအဲ့လိုပုံစံမျိုးအဲ့လိုအရာတွေကိုအမ် အခုလက်တွေ့မှာအသုံးချဖို့အတွက်လိုလာပြီဒါပြတော့ကိုယ်လောက်ကိုင်းတဲ့အလောက်ကိုင်းနေမှာကိုကမှားမဲ့ edge ဆိုတဲ့အရာမျိုးတွေပဲစိတ်ထဲမှာမမှတ်ထားနေပါကိုကပြောမယ်ဆိုရင်မှားမှာကိုမချောက်ပါနဲ့မမမချောက်ပါနဲ့ကိုလုံးဝမဲ့အရာကိုရရှိမှုမှုအလုပ်ပါဆိုတဲ့ message လေးကိုရပါတယ်နောက်တစ်ခုဒီ manifest နဲ့ဒီ energy နဲ့ကိုဒီမှာတွေ့ရတယ်ဆိုတော့ okay အခုကိုယ့်ရဲ့လက်ရှိပြဿနာမှာကိုယ့်ရဲ့အလုပ်ကိမ်းမှဖြစ်ဖြစ် ဒီမှာကျတော့ကိုကိုအဥစားပြီးပြောပါတယ်တရားဗာလဲဆိုတော့အကိုရဲ့စိတ်ထဲမှာယုံကြည်လိုက်တဲ့အရာယုံကြည်ပြီးတော့လုံဆောင်ရတဲ့အရာတွေကလက်တွေ့မှာတကယ်ဖြစ်လာဖို့အတွက်အခွင့်အရေးအများကြီးရှိတယ်ဆိုတာကိုဖိုင်တူလေးတွေကိုသိစေချင်တယ်လို့ပြောတယ်ပြောရမယ်ဆိုရင်ကိုအကိုလက်ရှိလောက်ပိုင်နေတဲ့အရာမှာကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့စိတ်ခံစားကိုယ့်ရဲ့စိတ်ပါလက်ပါ ုံဆောင်လို့တဲ့စိတ်ထားမျိုးနောက်ပြီးတော့ကိုယ်ဒါကိုအောင်မြင်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးထားပြီးတော့လောက်ကင်မယ်ဆိုရင်ကိုပြည့်ခြင်းနဲ့ပုံစံကိုပြည့်ခြင်းနဲ့အနေထားကို ရောက်နိုင်တဲ့အခွင့်အရေးတော်တော်များများရှိတာကိုဒီဖိုင်တိုးလေးတွေစီမှာတွေ့ရတယ်။နောက်ပြီးတော့အကိုအရင်နှောင်းကအကိုပြစ်စုံပန်လည်းဖြစ်နိုင်တယ်ကိုအရင်တော့အတိတ်ကလည်းဖြစ်နိုင်တယ်။ဟိုကြောက်နေတဲ့အရာကိုမလွန်ပဲမကန်ရဲဖြစ်နေတဲ့အရာတွေကိုအကို လုံသိရင်တော့လောက်ကန်ရမယ်အချိန်လေးမျိုးကိုရောက်လာပြီနောက်ပြီးတော့ကိုကဒီ luminous ပေါ့ကိုကထုံးပေါက်ပို့ထုံးပေါက်အထုံးလင်းပို့ပေါ့ကိုက bright ဖြစ်ပို့အတွက်ကိုရောက်ရှိလာပြီကိုကိုအာကြောက်ရွံ့တဲ့စိတ်တွေကိုအခုတည်းကနေဖယ်ရှားဖို့အတွက်အချိန်ရောက်လာပြီဆိုတာမျိုးကိုပြောပြထားပြီးတယ်နောက်ပြီးတော့ကိုရဲ့ဉာဏ်ပညာအမျိုးအမြင်နဲ့ကိုကလက်တွေမှာအသုံးချပြီးတော့တိုးတက်အောင်လုပ်ဖို့အတွက်ကို ဒီမှာအပေးသွားတာမျိုးတွေ့ရတယ်။အခုအချိန်တွေမျိုးမှာကိုယုံကြည်ရတဲ့အရာကဖြစ်လာဖို့အတွက်အခွင့်အရေးရှိတယ်ရှိနေတာမို့လို့ကြိုးစားစေခြင်းနဲ့ကိုဒီအခုအချိန်တွေထပ်ကိုပို့ပြီးတော့ကြိုးကြိုးစားစားရှိရာကိုမြင်စေခြင်းနဲ့ဆိုတဲ့ message လေးကိုဒီကနေပြီးတော့တွေ့ရတာဖြစ်ပါတယ်။အဲဆိုတော့ဒါအမ်ဖိုင်တူးလေးတွေရဲ့ message ဖြစ်ပါတယ်။ဘုရားအမ်ဖိုင်3လေးတွေအလဲကိုရောက်ပါပြီ โอเค fine tree လေးတွေအနေနဲ့ကိုယ့်ရဲ့အလောက်ကင်နေတဲ့အလောက်ကင်နေမှာကိုယ်လောက်ကင်နေတဲ့အရာတွေမှာသိစေခြင်းတဲ့အချက်လက်တွေကတော့အာကိုကအခုလိုအချိန်နေအချိန်နေမျိုးမှာကိုကအခြားသူတွေနဲ့အတူတူပူးပေါင်းပြီးတော့လှုပ်ဆောင်ဖို့အတွက်လိုအပ်တယ်ဆိုတာမျိုးကိုတွေ့ရတယ်။နောက်ပြီးတော့ကိုအဲ့လိုမျိုးလှုပ်ဆောင်လို့လည်းဘာမှမဖြစ်ပါဘူး။ကိုအတွက်စိတ်ချရတယ်။ကိုအတွက်ယုံကြည်ရတယ်ဆိုတာမျိုးကိုသိစေခြင်းနဲ့ ောက်ပြီးတော့အာကိုတို့ဒီအခုလက်ရှိကာလမှာဆိုရင်ကိုကကံကောင်းတဲ့အခြေအနေမျိုးဒီအာ wheel of fortune တာတာ wheel ဆိုတဲ့အကံမျိုးလေးကအာကိုလက်ရှိမှာကိုတို့ဟိုအရင်အတိတ်ကလုပ်ခဲ့တဲ့အာကောင်းတဲ့အရာတွေပေါ့ကိုကိုစီပေါ့အခုအခြေအနေမျိုးမှာအကျိုးပေးလာတယ်ဒါကြောင့်မလို့အာကိုအခုအလောက်ကိုင်းနေမှာကံကောင်းတဲ့အခြေအနေမျိုးကိုခံစားရမှာဖြစ်တယ်နောက်ပြီးတော့ လုံပေါ်ကင်ဘက်တွေနဲ့ပူပေါင်းပြီးတော့လည်းအရှုံကြီးကြီးနဲ့စိတ်ချလက်ကြအလုံကင်နိုင်တဲ့အခြေအနေမျိုးကိုတွေ့ရတယ်။နောက်တစ်ခုကအာကိုယ့်ရဲ့အလုံကင်နေမှာဆိုရင်ကိုကပို့ပြီးတော့အမ်တကယ်ကဘာခင်မင်မှုတွေပို့ပြီးတော့တိုးပွားလာတာမျိုးကိုနဲ့ပတ်သက်ပြီးတော့ကိုအခြားတကယ်ဟိုအမ်သစိအနေနဲ့ရှိခဲ့ဖို့တွေလည်းအခုအချိန်မျိုးမှာ ိုပြီးတော့ခင်မီလာတာမျိုးတွေရင်းနှီးလာတာမျိုးတွေကိုတွေ့ရလိမ့်မယ်ပြောရမယ်ဆိုရင်ဒီအလုပ်ပိုင်းထက်ဆိုင်ကိုဟိုကိုကအခုပြည်စောပန်အချိန်ဒီမှာပို့ပြီးတော့အဲဆမ်းပွင့်နေလူချင်းလူကင်းများလာမဲ့အနေထားမျိုးကိုရောက်ရှိလာလိမ့်မယ်လို့ပြောတယ်ဒီထားရလေးရနေပြီးတော့အဲပြပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကဒီအမ်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့စိတ်အခြေအနေတွေပြောမယ်ဆိုရင်ကိုယ် negative thinking ကိုယ့်ရဲ့အတွေးတွေလည်း ွဲ့အတွေးတွေကိုအမ်ပြောင်းပြလိုက်ပါလို့ပြောတဲ့ဒီ message လေးလေးရပါတယ်အခုအချိန်တွေမျိုးမှာဆိုရင်ကိုယ့်ရဲ့အမ်စိတ်ရဲ့ခံယူချက်ကိုယ့်ရဲ့လွဲမားနေတဲ့ခံယူချက်တွေကိုယ့်ရဲ့စိတ်ညစ်စိတ်ထားကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့အမ်မှန်းဆထားတဲ့အရာတွေပေါ့ကိုယ့်ရဲ့စိတ်ထဲမှာမှာဆွဲနေတဲ့အမှုအကျင့်တွေပဲဖြစ်ဖြစ်အဲ့ဒီအရာတွေကို ဟိုပြောင်းလဲလို့ရနိုင်မယ်ကာလာကောင်အချိန်ကောင်အနေနဲ့ဒီမှာတွေ့ရတယ်။အတူအနေနဲ့ကိုယ်ရဲ့လောက်ကန်ရမယ်အလောက်ကန်နေမှာဆိုရင်အဲစိတ်ရှည်ရှည်နဲ့လောက်ဆောင်ဖြစ်ခြင်းနဲ့နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ရှည်တဲ့အတိုင်းကိုပဲအဲဒီအရာကဖြစ်ဖြစ်မြမြကိုယ်လုံးနေတဲ့အလောက်ကန်တကူကူကနေပြီးတော့ဖြစ်ဖြစ်မြမြအောင်မြင်သွားတတ်တယ်ပေါ့နော်အလောက်ကန်ဒီမှာအစင်ပြည့်ပြည့်နဲ့ဖြစ်သွားတတ်တယ်အစင်မပြည့်တဲ့အရာတွေရှိကြရဆိုလည်းပြည့်လည်သွားမဲ့ပုံစံမျိုးတွေကိုတွေ့ရတတ်တယ် အတော့ဘဝကြတော့ဒီကိုကိုလောရှိလောက်ကင်နေတဲ့အရာတွေပုံမှန်လည်းအရန်ကြီးအယုံမဆိုင်နေတဲ့အများဆုံးအဖြစ်အကိုအတွက်မချင်းမနှက်ဖြစ်နေတဲ့အလုတ်တခုခုဓမ္မမဟုတ်ရင်အကိုကအလွဲတခုခုကြောင့်မလို့အဲ့ဒီအရာတွေမကောင်းတဲ့အရာအတွေးလွန်နေတာမျိုးလေးတွေကိုရှင်းစေခြင်းနဲ့နောက်ပြီးတော့ကိုအခုလက်ရှိအရာကိုရဲ့လောကမဲ့အရာတွေကိုလောကမဲ့တာဝန်တွေကိုပဲအယုံစိုက်ပါဆိုတော့ ် message လေးလည်းရတယ်။နောက်ပြီးတော့ကိုအရန်စူးစမ်းပြီးရှာပွေနေတယ်ဒါမှမဟုတ်လေကိုသေးရင်လည်းအရာတွေကအခုလိုအချိန်နေမျိုးမှာကိုလက်ရှိမှာအခုပြည့်ဘယ်လိုပြောရမလဲဆိုရင်အရောက်ရှိလာနိုင်မယ်ကိုရဲ့လိုချင်တဲ့အဖြေတစ်ခုခုကိုသိချင်တဲ့အရာတွေကကိုယ့်စီကိုရောက်လာတတ်တယ်။ ပြီးတော့အခုလိုအခြေအနေမျိုးမှာဆိုရင်ဒီ fine tree လေးတွေအတော့ကဒီ communication မှာပို့ပြီးတော့အားသာလာနိုင်မယ့်အခြေအနေမျိုးကိုတွေ့ရတယ်။ဒါကြောင့်မလို့ဒီပေါင်းတင်ဆက်ဆံရေးပေါ့ပေါင်းတင်ဆက်ဆံပြီးတော့အလုပ်ခံရတဲ့အလုပ်ခံတွေမှာပို့ပြီးတော့အမ်တင်းတင်းလာတဲ့အခြေအနေမျိုးတွေနဲ့တွေ့လာရတတ်တယ်။အဆင်ပြေတယ်ပို့ပြီးတော့အဆင်ပြေလာတဲ့အခြေအနေမျိုးတွေအနေထားမျိုးတွေတွေ့ရတတ်တယ်။ဒါပေမဲ့ကိုယ့်ဘက်ကကြတော့ ဒီမှာပြောဆိုကိုဖက်ခါကျတော့တိတ်ပြီးတော့အဲလက်မှတ်ခံခြင်းနဲ့ပုံစံမျိုးတွေရှိကောင်းရှိလိမ့်မယ်အခြားသူတယောက်ကအဲ့လိုမယုံကြည်တဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရနိုင်တယ်ကိုယ့်ရဲ့စိတ်ကနေပြီးတော့အများဆုံးအဖြစ်ငွေကြီးနဲ့ပတ်သက်ပြီးတော့အဲမယုံကြည်ရဲ့စိတ်လေးပေါ့တန်တရားဝင်နေစိတ်လေးအဲအဲ့လိုမျိုးလေးတွေအာကိုယ့်ရဲ့စိတ်ထဲမှာပေါ်တတ်တယ်အာတဆုံးတစ်ခုခုအာမပေးချင်တာမျိုးနည်းနည်းလေး စိုးရိမ်တာမျိုးအဲ့လိုပစ္စည်းပေါ့ဘယ်လိုပြောမလဲငွေချင်းနဲ့ပတ်သက်ပြီးတော့အဲ့နစိုးရိမ်တဲ့အရာမျိုးလေးတွေကိုယ့်ရဲ့စိတ်မှာရှိနေတဲ့ပေါ့ဒါမျိုးလေးတွေတွေ့ရတယ် Okay အဲနောက်ထပ် Oracle ကလေးတွေကိုချက်လိုက်ကြည့်မှာမယ် Okay အာ Oracle ကအနေနဲ့တော့ဒီ Oracle ကနေပြပြနေတဲ့ message လေးတွေကကြတော့ကိုယ့်အခုလက်ရှိ ဖြစ်ပေါ်နေတဲ့အရာပေါ့ကိုယ့်အတွက်ကံကောင်းခြင်းတွေအရာတွေလည်းဖြစ်နေတယ်ဒါမှမဟုတ်လည်း challenges ဖြစ်နေတဲ့အရာတွေလည်းရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့အဲ့လိုနေရတွေကိုကိုယ်ကကျေးဇူးတင်ထားရဲဆိုတော့ message လေးကိုရတယ်ပြောရမယ်ဆိုရင်ဒီ find um 3လေးကအရှိမပြောပြထားတဲ့ find ထက်ပို့ပြီးတော့ positive ပို့ပြီးတော့များတယ်နောက်ပြီးတော့ဟိုအတွက်ကအပြောရမယ်ဆိုရင်အဆင်ပြေတယ်အဆင် sorry အဆင်ပြေပြေအရှိဆုံးဖိုင်း3လေးဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်အဆင်အရှင်းပြေတယ်နောက်ပြီးတော့အခုရဲ့အခုလက်ရှိကောင်းမှုမွန်တဲ့အရာတွေကိုအဲကျေးဇူးတင်ထိုက်တယ်ဆိုတော့ message လေးကိုရတယ်ပေါ့ဒီ gratitude ကနေပြီးတော့နောက်ထပ်အခုစီကိုအခြားကောင်းမှုတဲ့အရာတွေထပ်ပြီးတော့ရောက်လာလိမ့်မယ်အဲ့ဒီအရာတွေလည်းကိုကတကယ်ကျေးဇူးတင်တဲ့ကိုယ့်ရဲ့စိတ်ပေါ့ အနည်းဆုံးတော့ခုကိုခြေသွေးတင်တာမျိုးလေးဒီအဲ့ခုကိုခြေသွေးတင်တဲ့အဲစိတ်ထားမျိုးလေးတွေထားတင်တယ်နောက်ပြီးတော့တကယ်ကိုစီမှာကံကောင်းခြင်းတွေရတဲ့အတွက်ကြောင့်မလို့အဲတကယ်ဝမ်းသာမိတယ်ဆိုတော့ဝမ်းသာစိတ်ထားမျိုးလေးတွေထားတင်နေဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့ဒီခုစီကိုအခြားသော ရည်ရွယ်ချက်တွေများသောအားဖြင့်ကိုယ့်ရဲ့ဘဝအတွက်တိုးစက်ဖို့အတွက်အဲ့လိုရည်ရွယ်ချက်အသေးသေးတွေရောက်လာတတ်တယ်။အဲကိုယ့်ဘဝရဲ့အထိပဲအဲ့လိုမျိုးပြောမယ်ဆိုရင်ကိုယ့်ဘဝရဲ့အဆင့်တွေကိုပေါ့အဆင့်တွေကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ချက်တွေရည်ရွယ်ချက်အသေးသေးတွေရောက်လာတတ်တယ်။နောက်ထပ်ကအနေနဲ့ဒီ harmony ဆိုတဲ့ကလေး harmony ကကိုယ့်အခုအဲလက်ရှိလုပ်ကင်နေအလုပ်ကင်မှာဆိုရင်ကိုက တယောက်နဲ့တယောက်နဲ့အဲ့လိုချိန်ညှိပြီးသွားရမယ်အလုပ်ပိုင်းတွေဆိုလည်းတစ်ဖက်ဆုံးရောက်တာမျိုးမလုပ်ဘဲနဲ့အန်ချိန်ညှိပြီးသွားရမယ်ဆိုတဲ့အရေးပဲလေးကိုတွေ့ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့မူလအချိန်တွေအရဆိုရင်ကိုကတကယ်ညံအကောင်းနေတယ်ပါတယ်အဖဆိုရင်ဒီဒီမှာဘာနော်ဒီကလေးအရာကြည့်မယ်ဆိုရင်ကိုကတကယ်စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ညံအမျိုးမြင်ရှိရဲ့ပုံပုံမျိုးဖြစ်တယ်ဘာနော်ဘာလူပုံပုံအနေနဲ့တွေ့ရတယ် အားကြောင့်မလို့အာကိုကလုံခြုံနေနေကိုကအကောင့်တွေဖွင့်နေကိုလုံးတဲ့အရာကြီးလည်းအကောင့်တွေဖွင့်နိုင်နေအဲ့လိုမျိုးတွေကိုကိုရဲ့စိတ်ထဲမှာတွေးထားစေခြင်းနဲ့များစွာအဖြစ်ကောင်းတဲ့စိတ်ကောင်းတဲ့အတွေ့အခုလက်တလုံးမှာလက်တလုံးအခြေအနေမှာအဲ့လိုမျိုးစိတ်ထားမျိုးတွေထားစေခြင်းတာမျိုးတွေ့ရတယ် positive ပို့ပြီးတော့တွေးလေကိုအတွက်အာကိုသိခြင်းတဲ့အရာကြီးလည်းသိလာနိုင်နေနောက်ပြီးတော့ကိုလိုချင်တဲ့အရာတွေကိုလည်းရရှိလာနိုင်တယ်များသောအားဖြင့် အာကိုယ့်ရဲ့အတွေးလုံနေတဲ့အရာမျိုးလေးတွေကိုရက်ပါများသွားပြီးကိုယ့်ရဲ့စိတ်ကနေပြီးတော့ပူပန်နေတဲ့တဲ့အာအရာအတွေးနဲ့နေနေတဲ့အဲ့ဒါတွေကိုလျှော့ပြီးတော့ကောင်းတဲ့အရာတွေကိုတွေးပေးပါကောင်းတဲ့အာခံစားချက်ကောင်းတဲ့စိတ်ထားမျိုးတွေကိုမွေးမြူပေးပါဆိုတဲ့ message လေးကိုရပါတယ်ပေါ့နော်ကိုအန်ဒီကိုဖိုင်သွေးလေးအတွက်ကတော့ဒီလောက်ပါပဲအကြည့်ရဖြစ်တဲ့အတွက်အကြည့်ရနေကြတယ်အဖိုင်သွေးလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်